မင်္ဂလာပါစနုပါ 7D challenge ရဲ့ day 7နောက်ဆုံးနေ့လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့စနုတို့လုံမှာကကြတော့အလေးလိုမဲ့အလေးလေးနှစ်တုံးဒါမှမဟုတ်လို့ရှိရင်ရေတန်လေးနှစ်ပူးဝါယူထားပေးပါကဲတော့လေးကျင်ငန်းလေးတွေကိုစကြမယ်ချက်ကလေးတက်တောင်တက်တာလေးထားမယ်နော်ခါလေးဆက်မယ်လက်ဆက်မယ်ဆက်ဝိုင်းလေးဝိုင်းမယ် direction တစ်ခုလေးကို စက္ကန့်30ဆောင်းဝိုင်းအသေးလေးအမြန်ဝိုင်းမယ်ဒါရရှင်ပြောင်းမယ်စက္ကန့်30အမြန်လေးဝိုင်းမယ်အဲ့ဒါလေးပြီးသွားပြီဆိုလို့ရှိရင်ခြောက်လေးကိုကတ်မယ်လက်လေးကိုကတ်မယ်ကထုံးမယ်စစ်ကထုံးမယ်ပြန်စစ်အတားလေးကိုတစ်မိနစ်လေးသွားပေးပါအချမ်းပင်ချက်ကဲဒါလေးကိုတမနစ်သွားပြီးသွားပြီးဆိုလို့ရှိရင်အလေးဒါမှမဟုတ်လို့ရှိရင်ရေတံပူးလေးကိုယူလိုက်သူကအလေးလေးကို အလဲလေးရကင်ထားမယ်နော်ဒီလိုမျိုးအလဲလေးရနေကင်ထားမယ်ကင်ထားပြီးရင်ခန္ဓာကိုယ်လေးကကြတော့ချက်ကလေးကိုချဲမယ်ဒူပွေးမယ်ခါအမြဲတမ်းဖြောင်းထားမယ်နော်ခါလေးကိုဖြောင်းပြီးအရှိလေးကိုစိုက်ချမယ်လက်လေးရကြတော့တင်မအနောက်ကိုသွားမယ်အထောင်လေးကိုဝေးချလိုက်မယ်ပြင်ပြန်ဆန်းထုတ်မယ်သူကမှားတတ်တာဒလို့ဒလို့မဟုတ်ဘူးနော်ဒလို့မဟုတ်ဘဲနဲ့လက်ကိုဆန့်ပြီးအပေါ်လက်မောင်းလေးကိုတောင်းထားပြီးအထောင်လေးကိုပွေးမယ်ဆန်းထုတ်မယ်အထောင်လေးကိုပွေးမယ်ဆန်းထုတ်မယ်တထောင်လေးလုံးဝမယွေးစင်နဲ့အပေါ်လက်မောင်းလေးလုံးဝမယွေးစင်နဲ့ လွှဲပြီးသွားတာမလို့ချင်ဘူးလိုချင်တာလေးကကြတော့တစ်ချက်ချင်းစီညှစ်ပြီးသွားတာလေးလိုချင်တယ်။အဲ့လေးကို15ချက်ပဲသွားပေးမယ်နော်။ကဲဟုတ်ပြီ။ခါလေးကိုပြီးသွားပြီဆိုလို့ရှိရင်ဒီအလေးလေးကိုစနို့တို့ဒီအရှိမဆော့ထားတဲ့ဟာကြတော့ဒီလိုလေးလှန်ပြီးရောက ାଇ နာဆိုတော့အခုကဒေါင်လိုက်လေး ାଇ နာလေးကိုကြောင်းသွားမယ်။ခါလေးဆက်မယ်။ဝေးမယ်။စမ်းထုတ်မယ်။ဒါမျိုးလေးနော်။ဝေးမယ်။စမ်းထုတ် ဝေးမယ်စမ်းထုတ်ဒါလေးရလဲလက်ကဒလိုတွေမရွေ့သွားစေနဲ့နော်လက်မောင်းတွေမပါသွားစေနဲ့အကုန်လုံးတောင်းထားမယ်ဆွဲမယ်နည်းနည်းလေးပေးဆောင်ပြမယ်နော်ဝေးမယ်စမ်းထုတ်ဝေးမယ်စမ်းထုတ်ဒါလေးကို15ချက်โอเคဒါလေးပြီးသွားပြီဆိုရင်နောက်ဆုံးကပလန်ထောက်မယ်တောင်ချမယ်နော်တောင်ချမယ်အခုအောင်တက်တက်လေးမှလက်လေးထားမယ်ခဏကိုအပေါ်ပိုင်းလေးကိုတောင်းထားမယ်ပိုင်းကိုညှစ်ထားမယ်နော် ကြောက်ကုန်းလေးကိုတောင်းထားမယ်ကဲဒါလေးကို10မိနစ်သွားပေးရမှာဖြစ်ပါတယ်အဲ့တော့ခုနပြတဲ့လေ့ကျင့်ခန်းလေးကြီးကတော့5မျိုးပေါ့နော်5မျိုးကိုကလုံးနိုင်တဲ့အားရှိရဆိုလို့ရှိရင်5မျိုးတစ်ခါ5မျိုးတစ်ခါ5မျိုးတစ်ခါဆော်လို့ရတယ်လို့မှမဟုတ်ဘူးမနိုင်တော့ဘူးလှုပ်လဲလှုပ်ချင်တယ်ဆိုလို့ရှိရင်တချို့ပဲဆော်လဲရပါတယ်။ကဲတော့70 challenge လေးကပြီးသွားပါပြီ။ကဲကိုကအခုဒီဟာလေးကိုလုပ်တယ်ဆိုတာလေးကကြာတော့လေ တနွားလေးချိန်ကောင်စပြီးတော့လှုပ်ဖြစ်သွားအောင်လို့ဆိုပြီးတော့ဆွဲခေါ်တဲ့ပုံစံမျိုးလေးပေါ့နော်။ဒါပေမဲ့နောက်ပိုင်းနေဒီလိုမျိုးလေးအလေးနဲ့ဆော့တာခန္ဓာကိုယ်လှချင်တာ body shape ပြောင်းချင်တာဆိုလို့ရှိရင် snow sea မှာ gym class လေးရှိရယ် body beauty class လေးပေါ့နော်။အဲ့ဒါမှမဟုတ်ဘူး yoga ကျင့်တာပဲစိတ်ဝင်စားတယ်ဆိုလို့ရှိရင် yoga အတန်ကိုအခြေခံစတင်ပေးတဲ့သင်တန်းလေးလည်းရှိရယ်ဆိုတော့လာပြီးတော့စုံစမ်းလို့ရပါတယ်။နောက်ဗီဒီယိုလေးမှာဆုံမယ်တတ။